ောက်ထပ်စနေည၈နာရီခွဲမှာကစားမယ်ကျွန်တော်တို့ Crystal Palace နဲ့ဘုံမောက်ပွဲရှိတယ်နော်ဆရာအဲ့တော့ Crystal Palace ကတော့ဒါဟိုမန်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 စီးတီးတဲ့ Newcastle ကိုအဝေးခွင့်စတိုက်ရှုံးမွဲကြုံနဲ့ခံစစ်က16လောက်ထိပေးထားပြီးတော့မှအခုအိမ်ခွင့်မှာပြန်ကစားမှာအိမ်ခွင့်မှာတော့ Crystal Palace ကခြေစုံနေနဲ့မာတယ်လို့ပြောရတယ်ကျွန်တော်အကြိုက်လေးကိုပြောတာပါခြေစုံမာတယ်ဆိုတာအကြိုက်လေးပြောလို့ရ၄ပွဲလောက်တော့နိုင်လာတယ်တစ်ဖက်မှာဘုံမောက်ကတော့ဒါ6ပွဲဆက်နိုင်ခွင့်မဲ့နေတာဒီမှာဖူကန်တဲ့ပွဲမှာအနိုင်တန်ရှာတွေ့သွားတယ်နော်တွေ့တွေ့သွားကြလို့တကယ်တမ်းပြောရင်တော့ဘုံမောက်ကအဝေးခွင့် ဟိုကစားပုံအာကောင်းဆုံးအသင်းစင်းဝင်ထဲမှာပါတယ်နောက်တော့ဝေးဝင်းနောက်ဆုံးကစားတဲ့ဆယ်ပွဲမှာတပွဲပဲရှုံးနေဆိုတော့ဒါကတုံးတန်းခြေစမ်းတော့မဟုတ်ဘူးပေါ့เนาะအဲ့တော့ပထမအကြော့မြေမှာတော့ជីជីဘုံမောင်မြေမှာတော့တည်ကြထားတာရှိတယ်ဆရာเนาะအဲ့တော့ဒီနှစ်သိန်းရဲ့ပွဲစဉ်မှာတော့ထူးခြားချက်အနေနဲ့ကဒီနောက်ဆုံးနှစ်ချိန်စလုံးဒီနောက်ဆုံးရှစ်ချိန်စလုံးဒီနှစ်သိန်းတွေးတဲ့ကြားမှာနှစ်ဖက်အပြန်လန်သွင်းဖို့မမြင်ရဘဲနဲ့ဘောက်လေးအောင်မြင်ထားတဲ့တစ်ချက်ရှိတယ်အဲ့တော့အာရှကြေးနေထားတယ်ဒက်ဒက်နဲ့3 3လုံးပေါင်း90ဆိုပြီးဖွင့်ထားတယ်ဆရာအဲ့တော့အဲ့ဒီအနေထားပေါ်မှာဆရာတို့ညောင်းနေနဲ့ ဘယ်ဟာကိုရွေးချယ်ခြင်းလဲဆိုတာလေးကိုတက်တလောက်ဆွေးနွေးတင်ပြပေးပါဦးမယ်။အော် playlist နဲ့ပုံပေါ်။ playlist ကတော့ကျွန်တော်တို့ဖိခဲ့တဲ့ဟိုတော့မှာသူတို့ကျွန်တော်ယူကဆိုရင်းဆိုင်အောင်ပေါ့။ဟုတ်ဟုတ်ခေါင်းမမိုက်ပေါ်စီကိုတော့တို့ဝတ်ပြီးတော့ဖိုက်ဖိုက်ကြည့်လို့ဖြစ်သွားတာနော်။အဲဒီမှာသူတို့ရဲ့ new set piece တွေကလည်းယူကဆိုတိုင်းတာလေ။ဒါကဒီလိုတော့ခံသွားတယ်နော်။ cloud cloud on shows တဲ့ပေါင်းတတ်ကြောင်း။အဲ mouse ကအဲ့ဒီဘွဲမှာသူတို့10နဲ့ယူကဆ90ရဲ့အချိန်မှာ တို့ပယ်နေပြီရတယ်အအချမ်းရပွဲရှုံးနေထားတဲ့အခါကျတော့ဒီအခုအိမ်ဝင်းပွဲမှာစ조사လာမလားဆိုတော့ဒါမေးခွန်းထုတ်စရာပေါ့နော်ဘုံမောက်ကကြတိလိုက်တဲ့အခါကျတော့ဖူဘန်းကိုအဲကျွန်တော်တို့ကအပြန်အလှန်သွင်းကိုးတွေနဲ့ဖြစ်မလားပေါ့နော်ဘုံမောက်နောက်တန်းအာနေမှုကြောင့်အပြန်အလှန်သွင်းကိုးတွေဖြစ်မလားဆိုတော့ဘုံမောက်ကပွဲဆပြီး2မိနစ်မှာပဲဂိုးရပြီးတော့ထိန်ကစားသွားတော့ကလိုက်ဖက်လည်းမပေါဘူးရှင်ရမ်းမှာဒါပေမဲ့လည်းသူတို့တွေပြန်လှန်တော့တိုက်နေကြတာပဲ ဖွင့်ကစားရတာပေါ့ဒါပေမဲ့မိုးရင်တော့ဂိုးတွေကမိုးဝင်နေတာဘုံဘုံနဲ့ဖူရန်ပွဲကိုပြန်ပြီးတော့လေ့လာကြည့်မယ်ဆက်အဲ့တော့ဒီဘက်ကပဲလစ်ကလည်း43အုပ်စုဘုံမောက်ဖူရန်ဘရိုက်တန်က48ပတ်တင်နေဆိုတော့ဘုံမောက်ရဲ့အမှတ်လိုအပ်ချက်ကလည်းရှိနေပြန်ဆိုတော့ body ဘိုင်းမှာအမှတ်လိုအပ်ချက်ပိုပြင်းထန်တာကဘုံမောက်အဲအဲ့လိုမျိုးပေါ့နော်အော်ပဲလစ်ကအခုနောက်ဆုံးနှစ်ပွဲစလိုက်19ပေးထားတဲ့နောက်တန်းအခြေအနေကိုလည်းပြန်ကြည့်မယ်ဆိုရင်ဒါပဲလစ်ကလည်းနောက်တန်းမှာဂူဟီတို့ ဟိုအားနေလာပြီလားဆိုပြီးတော့အာလာကရော့စ်လိုအားနေလာပြီလားဆိုတော့မေကွန်းထုတ်ကြရှိတာအရင်တော့ဆိုဒါလာကရော့စ်နဲ့ဂူရီနဲ့တော်တော်ကောင်းလားဒီသူတို့ရဲ့ခံစစ်တွဲရအခုကအဲ့လိုဖြစ်လာတယ်ဒါပေမဲ့ဒီဘွဲမှာတော့ဂူရီပြန်ပါမယ်ပေါ့ဂူရီပါမယ်ပေါ့အဲ့တော့ဒီဒီနောက်တန်းတွေကနောက်တန်းတွေကအားနေနောက်တန်းတွေရှိနေတယ်လို့ယာတီသိန်းကန်ကြီးလည်းဖြစ်လာတယ်ဆိုတော့အပြန်လန်သွင်းကိုတွေမြင်ရမလားအဘအမှတ်ပို့ပြီးစာလောင်တဲ့ ဘုံမောက်ကပဲအတားရသွားမှာပေါ့အဲ့နှစ်ခုပေါ်မှာပဲကျွန်တော်တို့စဉ်းစားသင့်တယ်လို့ထင်တယ်အဲကျွန်တော်ကတော့ဝိုးပေါ်ပိုင်းလေးနဲ့အားသာတယ်ဘုံမောက်ပိုင်းလေးကိုလည်းအားသာတယ်ဆရာရဲ့အမြင်လေးလည်းလို့ပေါ့အဲဒီနှစ်သင်းကခုနဆရာတန်နဲ့အဆုံးမှာပြောခဲ့တယ်မဟုတ်လားနော်စင်နာပိုင်းမှာအတန်အတန်ကြီးမရှိတော့လို့ကြားခဲ့အဲ့လိုအခြေအနေတော့ဘယ်ဘက်ကတော့ပြည့်နေတယ်လို့တော့လက်ရှိဘယ်လိုကကျွန်တော်တို့ဒီ2000ခန့်ကတော့လည်းလည်းလေးမြင်လာခဲ့ရတာအဝေးခွင့်ခန့်စက်ကတော်တော်လေးကောင်းတယ်အဝေးခွင့်ခန့်စက်ကတော့တပွဲအနေနဲ့တော့တပူးတော့ပဲသိနေရတဲ့ပုံစံမျိုးရှိသေးတယ်ဆိုတော့ နောက်တစ်ချက်ဒီမှာသိမှုတာကအဝေးဝင်ကတက်ကောင်းပါလေတို့လည်းပန်ဒီကနောက်ဆုံးနှစ်ပွဲမှာပြတော်မင်းကကြောက်နေတယ်ပဲဘူးလို့ဒီပေးလိုက်ရတယ်ဆိုတော့ဒီအိမ်ပွဲပွဲတွေမှာဒီရာဒီမှာပဲတဲ့အိမ်ဝင်ခံစားပိုင်းကတော့နည်းနည်းအားနည်းတဲ့ပတ်မှာတော့ရှိနေတယ်ဘောလည်းလုံးတဘူးလောက်ပြရတယ်ဥမပြရတဲ့ပွဲတွေကနည်းနည်းနှစ်ပွဲသုံးပွဲတော့ပဲရှိနေတယ်ဘောပဲတဲ့ခံစားပိုင်းကတော့ညမှာတိတ်တယ်မတက်ဘူးနှစ်ပွဲလုံးကတော့ပြန်နန်ကိုချင်းနိုင်ရင်ရာခိုင်လုံးများတယ်အဲ့ဒါဘုံပေါ့ကဒီပွဲတင်မှာနည်းနည်းလေးတက်ဝင်လာမိတာပါလက်ရှိတရားရည်တည်မှုကြောင့်အမှန်နဲ့နောက်ဆုံးမှာပွဲမှာအမှတ်ယူသွားတယ် ပြီးတော့ဘုံမောက်ကာတီပြင်းပြလိုက်နောက်တော့ငွေဝင်းဖဲ့ဝဲဆက်နဲ့ဖဲ့ဝဲမှာဆိုရင်တပွဲတော့ပဲရှုံးလိုက်တယ်တော်တော်လေးတော့ဝေဝင်းခြေဆွာတဲ့အတင်းတော်တော်ကောင်းတယ်ဝေဝင်းပင်ဝေဝင်းဝေဝင်းတက်စီကကိုရထားတယ်အတင်းကြာဆိုတော့ကျွန်တော်ဒီပွဲတွေမှာဘုံမောက်မရှုံးနိုင်ဘူးလို့ဟုတ်ကဲ့ဘုံမောက်ရဲ့နော်အပြန်အလှန်ကိုအဝေးဝင်းမှာနောက်ဆုံးစေဝင်ကိုပဲတော့ကိုပေါ်အပြန်ဆိုရင်အတွင်းကိုရင်ပြားရတယ်နော်အဲ့လားဆိုရင်ဒါကလက်ရှိ ဟိုဘုံမောင်ရဲ့ဟိုကားလန့်ဖောင်ရပုံကံရအပြန်လန်သွင်းကိုလေးရှိနေတယ်ဆိုတော့ကျွန်တော်အာဒီမှာတစ်ချက်တွေ့လိုက်တာလေဟုတ်တော့ဟုတ်တယ်ဂိုးပေါင်း3လုံး50နိုင်မှာဂိုးပေါ်ကတော့ကြေးအောင်နိုင်ရေပူရှိပြီးတော့ဘူကီအမျက်ရှိတာတွေ့တယ်ပေါ့နော်အဲ3လုံး50နိုင်3လုံး body day ကဒက်ဖြစ်ပြီးတော့ဂိုးပေါင်းက3လုံး50နိုင်ဖြစ်နေတယ်ဆိုတော့မှဘိုးပေါ်မှာကြေးအောင်နိုင်ကြီးများနေတာတော့တွေ့တယ်အဲ့တော့တွေ့တော့ကျွန်တော်တို့ဒီပွဲစဉ်ကိုဟိုနည်းနည်းလေးဟိုဘောလာစစ်ချမ်းသာသွားလေးတည်းအကြည့်ရှင်တယ်ဆိုတော့ဂိုးပေါ်ဘက်ကပူကောင်းမလားတော့အစရာဘယ်လိုမြင်လဲ ဟုတ်တယ်ဗျာဘာလို့ဒီနှစ်ပွဲမှာကအစင်လာပိုင်းကိုကြည့်မယ်ဆိုတော့တို့နောက်ဆုံးတွေ့ဆုံနေအရှိတ်ကျင်ရဂိုးအောင်ဖြစ်သွားတာဖြစ်သွားတာအပြန်လန်တွေ့ကိုမရှိအပြန်လန်တွေ့ကိုမရှိဒါပေမဲ့ကျွန်တော်ကဒီယာတီတိန်ဆိုရင်ကျွန်တော်ဂိုးအောင်ကိုတော့တော့မစဉ်းစားခြင်းအဲကျွန်တော်ကဂိုးအောင်နဲ့စဉ်းစားဂိုးအောင်ကိုစဉ်းစားမယ်ဆိုကျွန်တော်အေဗာတန်တို့ဘာလို့တော့စိတ်ဝင်စားတယ်အေဗာတန်တို့ဂီတာဖေးတို့တော့ပဲစိတ်ဝင်စားတယ်ဟိုဒီဒီလိုယာတီတိန်မှာကြတော့ကြောက်ရတယ်ဗျာသိရမလားအာအတော့ကုန်ကန်လာကန်တော့ဆိုတော့ဟိုဒီဘုံမောက်နောက်တန်းကလည်းဖူကန်းကိုဂိုးမပေးလိုက်ရဘူးဆိုပေမဲ့ အဲ तू အဲ့လိုမျိုးဂိုးပေးရတဲ့ပွဲတွေနောက်ဆုံး73ပွဲပါဆိုရင်ဂိုးပေးရတဲ့ပွဲတွေတော်တော်များတယ်နော်ဒီဒီဒီပွဲလောက်ပဲဒီပွဲလောက်ပဲရှိတယ်သူကဝေးဝင်းပါဆိုလည်းအပြန်အလှန်တွေ तू သွင်းတာဟိုဒီပွဲမှာတော့ तू ပြီးခဲ့တဲ့ပွဲမှာ Clive မပါလာဘူးပြဒီပွဲမှာ Clive ပြန်ပါလာတယ် CB မျိုးကလည်းကစားအောက်ကောင်းတယ်အဒီဘက်ကအဲဟိုဒီအဲ S0 Matter တို့ကလည်းအဲဟိုချစ်စွမ်းကောင်းနေတဲ့အချိန်အဲ Shipment Tight ဆက်ပိုင်းမှာအောက်ကောင်းနေတဲ့ ချိန်နဲ့ဆိုတော့နှစ်သင်းတိုက်စစ်အပြိုင်ကြမလားပေါ့နော်နှစ်သင်းတိုက်စစ်အပြိုင်ကြမယ်အဲ့တော့ပြီးတော့အမှတ်ပိုဆာလောင်တဲ့ဘုံမောက်ဆိုတော့ကျွန်တော်ဘုံမောက်နဲ့ဘိုးပေါ်လေးသဘောကျဟုတ်ကဲ့ဆရာရဲ့ဆိုရင်လည်းတစ်ဖက်အတန်ပြန်ပြန်သွင်းကိုမျော်လင့်ထားတဲ့အနေအထားရှိနေတယ်ဟုတ်ကဲ့ရှစ်ဘက်ကလောက်နေတာအပြန်တွေးဖို့မရှိတော့ဒီကိုဘက်မြောင်တော့ဟောအချတဲ့နေဟုတ်ကဲ့အဲ့ဒါဆိုကျွန်တော်တို့ဟိုစနေရရဲ့၈နိုင်ခွဲနောက်ဆက်ပွဲနောက်ထပ်ပွဲတင်တစ်ပွဲဖြစ်ပွဲတင်တစ်ပွဲဖြစ်တဲ့ Crystal Bailey နဲ့ဘုံမောက်ကိုပွဲမှာတော့ကျွန်တော်တို့စိတ်ချလက်ချလေးနဲ့ 我啲机构讲咩二叉喎，嗱，即系可能二日报你二日报名的，二日先二日，冇冇过，爱过，迟过一定，古不部，就起来打讲就出发。